ုလိုချင်တဲ့ data တခုကိုကျွန်တော်က format ဒီတုံးပြီးတော့ရွေးချယ်တာဖြစ်ပါတယ်ဥပမာအားဖြင့်ဒီဒီကျွန်တော်တို့ greater than less than တုံးနေဆိုပါဆိုဒီဥပမာကျွန်တော်တို့ဒီចောင်းသားတွေတဲ့ရက်မှတ်တွေပေါ့ကျွန်တော်ဒါနမူနာလေးရိုက်ထားပါတယ်ဥပမာចောင်းသားတွေရက်မှတ်ပါဆိုရင်ကျွန်တော်တို့90နဲ့အထက်ဒုတိယရတယ်80နဲ့အောက်ဒုတိယရတယ်ဆိုပြီးတော့ဒါចောင်းသားတွေအများကြီးရတယ်ပြီးတော့ရွေးထုတ်တဲ့နေရာမှာတုံးပါမယ်နောက်ပြီးရင်ကျွန်တော်တို့ ဒီမှာဒီ test ပေါ့နော် test swipe ကိုလည်းကျွန်တော်တို့တုံးလို့ရပါတယ်ဒီလူကြီးနဲ့နာမည်ကိုဖြတ်ပြီးတော့ဒီမှာရှာလိုက်တဲ့ဆိုရင်နာမည်တွေကကျွန်တော်လူကြီးနဲ့နာမည်တွေကသူကအလွယ်တကူထွက်လာမှာဖြစ်ပါတယ်ဒါကိုကျွန်တော်လက်တွေ့လေးတုံးပြပါမယ်ကျွန်တော်အခုကတော့ဒီမှာចောင်းသားတွေရှင်ရင်ရဲ့သူရမတ်တွေမြန်မာဘာသာမှာရမတ်ရှင်လေးတွေကိုကျွန်တော်နမူနာအပြင်ရိုက်ထားပါတယ်ဒါဆိုရင်ကျွန်တော်ဒီထက်ရပြီးတော့ဒီ90တဲ့အထက်ပေါ့ ရမှတ်တွေကဘယ်သူတွေရလဲဆိုပြီးတော့အများကြီးတွေရွေးထုတ်မယ်ဆိုရင်ဒီကိုရီချီနဲ့ဖော်မက်ဒီကိုတုံးကြည့်အောင်ပါသွားလဲပါတယ်ဒီမှာကိုရီချီနဲ့ဖော်မက်ဒီကိုကလစ်လိုက်ပါပြီးတော့ကျွန်တော် highlight sense ruler ဆိုတာသွားပါမယ်သွားပြီးညာဘက်မှာဒီမှာ filter thin ဆိုတာရှိပါတယ်သူ့ကိုကလစ်ပေးလိုက်ပါ filter thin ဒီမှာကျွန်တော်ကဟိုစာထားမဲ့ခဏန်းကိုဒီမှာရိုက်ပေးပါဥပမာ90နဲ့အထက်ဆိုရင်ဒီမှာ90ပေါ့နော်ဟိုက80နဲ့အထက်ဆိုရင်လည်းဒီမှာ 80လို့ရိုက်ပြလိုက်ပါရိုက်ပြလိုက်ပါဒီဘက်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ high net ပြပြလိုက်တဲ့ကနန်းကိုကျွန်တော်ကအချောင်ပေါ့ဘာရောင်လေးနဲ့ high net ပြမလဲဆိုတော့ရွေးတာပါဒီနားလေးကလေးလိုက်ပါလေးလိုက်ရင်ကျွန်တော်ဒီမှာ rest to red နဲ့ပြမယ်အနီရောင်နဲ့ပြမယ်အစိမ်းရောင်နဲ့ပြမယ်ဝါရောင်နဲ့ပြမယ်စသဖြင့်ကျွန်တော်ကအနီရောင်လေးရွေးလိုက်ပါမယ်ပြီးရင်80တဲ့ မှတ်တကူကျွန်တော်တို့ကအနီရောင်နဲ့ပြပြီးရှာပါမယ် OK ပြလိုက်မယ် sorry ပါကျွန်တော်ဒီပါအမှန်လေးတွေကိုကျွန်တော်ဗာလေးတူကြံသွားပါလဲဆက်လက်ပြလိုက်ပါမယ်ဆက်လက်ပြပြီးတော့ original formatty highlight တောင်းပါမယ် greater သင်သွားမယ်ဒီမှာ highlight မှာကျွန်တော် red red color ကို red red တက်ကိုပြလိုက်ပါမယ် red တက်ကိုပြပြီးရင်80နဲ့အထက်ဆိုတော့ကျွန်တော်80လို့ရိုက်ပါမယ်ပြီးရင် okay ပြပါမယ်။ Okay အဲ့ဒါဆိုရင်ဒီမှာအညောင်လေးဒီစလုံးက အညောင်လေးနဲ့ပြပါပြီဒါ90နဲ့အထက်ရမှတ်တွေပါနောက်တစ်ခါပြန်သွားပါမယ်ဒီခါကျရင်90နဲ့အထက်ရမှတ်တွေကိုကျွန်တော်ကဒီ border test color နဲ့မပြပဲနဲ့ဒီ border color နဲ့ကျွန်တော်တို့ထင်ရှားအောင်ပြမယ်ဆိုရင် highlight cells လို့ဒါ greater than သွားပါမယ်90ရိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော်ကတကယ် red border လို့ပြလိုက်အောင် red border ဆိုရင်ဒီ border လေးတွေက အနီရောင်လေးလေးနဲ့ပြတာပါနောက်တစ်ခါနောက်တစ်မျိုးလုပ်ပါမယ်နည်းစဲဒီတစ်ခါကျွန်တော်တို့ကဘာနဲ့ပြမလဲဆိုရင်ဖေးနဲ့ပြပါမယ်ငါအနီရောင်ဖေးဆိုတာသူအခွက်ဆဲခွက်ထဲမှာအနီရောင်နဲ့ပြပါမယ်โอเคပြပါမယ်ဒါတော့ greater than ရှာတာပါ80နဲ့အထက်ဒီမှာ80 80 80 90တရားပေါ့နော်အဓိက less than ဒီနည်းပါပဲ less than ဆိုတာလည်းလွယ်ပါတယ်ပေါ့ပါမယ် condition နဲ့ format ဒီ high less than ruler အောက်မှာရှိပါတယ် less than အခုကျွန်တော်ကဘာနဲ့ရှာမလဲ60နဲ့အောက်ရှာကြည့်အောင်ပါ60နဲ့အမှန်60နဲ့နေတဲ့အားတွေကိုဒီဒီကကြတော့ကျွန်တော်ကဘာနဲ့ပြမလဲကျွန်တော်နောက်တစ်မျိုးနဲ့ပြပါမယ်အစိမ်းရောင်နဲ့ပြအောင် ကဲပါဒါဆိုရင်ဒီမှာအစိမ်းရောင်နဲ့ပြထားပါပြီ90ဆိုပြီးတော့ဒီမှာပြထားပါပြီ90နဲ့ပြပြီဒီဒီကကျွန်တော်တို့နောက်တစ်ခုတော့ပါမယ်နာစ်ဒါက B twin ပေါ့နော် B twin ဆိုတာတော့ကျွန်တော်တို့ဥမာ90နဲ့မှန်မှန်90နဲ့ 80ကျားဘယ်သူတွေရလဲဆိုပြီးတော့ကြည့်ရအောင်90 80ကျားဘယ်သူတွေရလဲကြည့်ပါမယ်နောက်ကျွန်တော်တို့ကတခုလေးတော့အဝါရောင်လေးနဲ့တွားကြည့်အောင်ဟုတ်ကဲ့ဒီမှာ90နဲ့90ကျားရတဲ့လူတွေကိုငါတို့ကအရောင်တစ်မျိုးနဲ့ပေါ်ပြပေးပါတယ်ဒါတော့ကျွန်တော်တို့ကဟောကနန်းတွေကိုကျွန်တော် highlight လုပ်ပြီးတော့ရှာတာဖြစ်ပါတယ်နောက်တစ်ခုကနာမည်ကိုရိုက်ရှာကြည့်အောင်ပါနာမည်ဒီနာမည်အများကြီးရှိတဲ့အ ਨੇ ကဥပမာကျွန်တော်တို့က မောင်မောင်ဆိုတဲ့နာမည်လေးကိုပဲရွေးထုတ်ခြင်းနဲ့ဆိုရင်သူ့ကိုဆက်လက်ပေးပါနာမည်လေးကိုတက်ဆိုတော့เนาะတက်ကိုဆက်လက်ပေးပါဒီ condition နဲ့ format ဒီပဲသုံးပါမယ် highlight ကပဲသွားပါမယ်သူကအောက်မှာရှိပါတယ် test this condition ဆိုတာတုံးလိုက်ပါအဲ့မှာကျွန်တော်ကမောင်မောင်တခြားနာမည်ရိုက်ရင်လည်းရပါတယ်ကိုလူချင်းနဲ့နာမောင်မောင်ရိုက်လိုက်ပါမယ်မဒီမှာကာလာရေးပါမယ်။ OK ပေးပါမယ်။ဒါဆိုရင်ကျွန်တော်မောင်မောင်ဆိုတဲ့နာမည်လေးကိုသူကကာလာလေးတစ်မျိုးနဲ့ပြပေးပါပြီ။ဒီမောင်မောင်ဆိုတဲ့နာမည်လေး။ နောက်နံပါတ်တစ်ခုကိုရှာကြည့်ပါမယ်။ final ကနေပဲ test test condition နဲ့ကြောက်ပါမယ်။ဒီကမမြဆိုတာရှာပါမယ်။မမြကိုရှာမယ်။မမြကိုကျွန်တော်ကအစိမ်းအောင်နဲ့ရှာကြည့်အောင် OK ပြပါမယ်။မမြဆိုတာကိုကျွန်တော်ကတန်းပြီးတော့ပြပေးပါမယ်။နောက်တစ်ခါ ပြည့်စုံရကြအောင်ပါဒီမှာမပါတဲ့တွဲသူကမပြပါဘူးဒါကြောင့်နမူနာလေးဖော်ပြပေးတာပါဟုတ်ကဲ့ဒါကတော့ condition နဲ့ formatty တုံးတာပါ greater than less than ရှားပါမယ်နောက်ပြီးတော့ test စလုံးတွေကိုရှားပါမယ်ဒီ condition နဲ့ formatty ကတော့တော့ပဲဖြစ်ပါလေ။သူက home ရဲ့ဒီ condition နဲ့ formatty အာ highness ဆဲလူလာတွေပြီးတော့ကျွန်တော်လောက်ပြရဖြစ်ပါတယ်တခြားအားလေးတွေကိုလည်းစမ်းကြည့်လို့ရပါတယ်ဒီမှာ equal to ရှိပါပဲ between ရှိပါပဲโอเคဒါလို့ဆိုရင်တော့လောက်တက်ပြီးထင်ပါတယ်